Human Rights Barometer စီစဉ်နေပြန်လဲကြိုးဆိုပါတယ်ဒီတစ်ပတ်မှာလေကြောင်းတိုက်ခိုက်မှုတွေရှိနေပြီးတော့အရက်သားတွေသေဆုံးနေတာနဲ့ပတ်သက်ပြီးနောက်လူခွင့်ရေးရှူတောင်းကနေပြီးတော့ဘာတွေလုပ်နိုင်မလဲဆိုတာနဲ့ဆွေးနွေးတော့မှာဖြစ်ပါတယ်ပြန်လဲဆွေးနွေးတဲ့သူဖြစ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရလူခွင့်ရေးဆိုင်ရာပြည်တော်စုဝန်ကြီးဦးအောင်မျိုးမင်းဟိုဖိတ်ခေါ်ထားပါတယ်မင်္ဂလာပါဝန်ကြီးခင်ဗျโอเคမင်္ဂလာပါခင်ဗျာ အဲဒီတလောပေါ့လေငလင်းလှုပ်ပြီးတဲ့နောက်ပိုင်းเนาะလေချောင်းတိုက်ခိုက်မှုတွေအေးတော်တော်လေးကိုပြန်တွေ့လာတယ်အဲပြီးခဲ့တဲ့ရက်ပိုင်းအပဲတပိတ်ချင်းမှာစစ်ကောင်စီတပ်ကလေချောင်းတိုက်ခိုက်မှုလှုပ်လို့အရတား73ဦးသေဆုံးရတယ်ဆိုပြီးတော့လည်းတရင်တွေ့ရပါတယ်ခင်ဗျအဲ့တော့ဒီလေချောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးတော့လက်တလောဝင်းကြီးဌာနရဲ့တွေ့ရှိချက်များဘယ်လိုရှိပါလဲခင်ဗျဟုတ်ကဲ့အချမ်းသက်စစ်အုပ်စုကတော့ကျွန်တော်တို့ဒီရက်သားတွေပေါ်မှာလေချောင်းတက်ခိုင်မှုကမလျော့တော့ပါဘူး။အ နေတဒူဝကိုပြစ်ခတ်နေတာတိုက်ခိုက်နေတာတပ်ဖြတ်နေတာတွေ့ရပါတယ်။ဒီကြားထဲမှာခုနကိုစိန်ဝင်းပြောသွားသလိုတပိတ်ချင်းကတော့ဆူဆူဝါဖြစ်တာပေါ့နော်။ဒါအပြင်ကျွန်တော်တို့တွေ့ရှိချက်အရဆိုရင်ကျမ်းပတ်စစ်အုပ်စုကလေချောင်းတိုက်ခိုက်မှုတွေကိုအရက်သားတွေကိုတမင်သက်သက်ဥတီတွေတိုက်ခိုက်မှုတွေတွေ့နေရ။ဒါကဘာလို့ဆိုလို့လဲဆိုလို့ရှင်တော့ခုဆိုလို့ရှင်ဗျာမလင်ကြောင့်လူတွေကကျေလွှာပုန်းနေရတဲ့ကိစ္စ၊နေအိမ်တွေကြောင့်ခိုလုံနေရတဲ့ကိစ္စအဲ့လိုနေရာတွေရှိတယ်။ အဲ့တော့သွားလာတဲ့နေရာတွေရှိတယ်။ကိုလုံနေရတဲ့ဘုံကြီးเจ้าတွေရှိတယ်။အဲ့ဒီနေရာတွေကို UAP ပြစ်ခတ်ဘုံကျဲတိုက်ခိုက်မှုဟာပိုပြီးတော့များပြားလာပါတယ်။ဒီပြင်ကျွန်တော်တို့တကြံရက်တွင်မှာဆိုရင်တော့မှတကြံအကျိုးလေးရစပြီးတော့ဒီနှစ်ဆန်းတည့်ရက်နေ့တွင်လေချောင်းတိုက်ခိုက်မှုတွေဟာဘုံတော်ကြီးเจ้าတွေမှာလူများခိုလုံနေတဲ့ဘုံကြီးเจ้าတွေကို UAP ပြီးတော့ပြစ်ခတ်မှုဟာတည်တည်ဆန်းဆန်းတွေ့ရပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဒါကဟို PDF တွေတိုက်တယ်လို့ ချိုးစစ်စင်နေလို့အဲ့ဒါမျိုးမဟုတ်တော့အရက်သားပြည်သူတွေခိုလုံနေတဲ့နေရာတွေဈေးဆိုင်တွေကားလန်းဂိတ်တွေအဲ့နေရာတွေရယ်ခိုလုံနေတဲ့ဘုံကြီးเจ้าတွေကိုတိုက်ခိုက်မှုတွေ့ရတယ်ဆူဆူဝါဖြစ်တာဆိုတော့ကျွန်တော်ဒီဟိုဒီတီဗီနဲ့ပေါ့နော်ကျွန်တော်လှိုင်းပွဲမှာတစ်ခဲ့တဲ့ဒီကြုံတိုးမှာဖြစ်ခဲ့တဲ့ဘုံကြီးเจ้าတိုက်ခိုက်မှုဆိုလို့ရှင်ဒါတော်တော်ဆူဆူဝါဖြစ်ပါတယ် ုံကြီးเจ้าကိုယူရပြီးတော့တိုက်ခိုက်တာတွေရှိတယ်။အဲဒါကြောင့်မလို့ကိုရင်နေပါဝင်ဒီလေကျွန်တော်ကျွန်တော်အယောက်၁၀နီးပါးဒဏ်ရရတဲ့တိတ်ဆုံးမှုတွေဖြစ်တယ်။ဒါကကျွန်တော်တို့အခုရက်ပိုင်းတွင်မှာပုံမူပြီးတော့ထင်ရှားတဲ့အရက်သားတွေကိုပြစ်မှတ်ထားပြီးတော့လုဆောင်နေ။အဲဒါကိုကျွန်တော်တို့တွေ့ရပါတယ်ဗျ။မြန်မာသမိုင်းမှာတကယ်အကြီးမားဆုံးသောပျက်စီးမှုလို့ဟိုတော့ပြောလို့ရမယ်ထင်ပါတယ်ငလင်းဘေးဒဏ်တင့်တဲ့ချိန်မှာ နော်ဟိုပြန်လဲထူထောင်ရေးလှုပ်ဖို့ဟိုအင်မတမလိုအပ်နေတဲ့အချိန်မှာပြစ်ခတ်ရဲဆဲဖို့အာဆီယံကောင်းဆောင်တွေကလည်းတိုက်တွန်းနိုင်ရှိတဲ့ပြစ်ခတ်ရဲဆဲဖို့ဟိုဟိုသဘောတူညီခဲ့ကြတာတွေလည်းရှိတယ်အဲ့ဒီကာလာအတွင်းမှာပဲအခုလိုလေချောင်းတိုက်ခိုက်မှုတွေလုံမြဲလုပ်နေတာနဲ့ပတ်သက်ပြီးတော့အာဆီယံကဟိုဘလို့ရေးယူဆောင်ရွက်မှုတွေလုပ်နိုင်မယ်လို့မျှော်လင့်ပါတယ်လေခင်ဗျအာဆီယံကအရေးယူမှုတွေတော့ကျွန်တော်ခက်ခဲပါလိမ့်မယ်ဒါပေမဲ့အာဆီယံကိုဒါသတင်းစကားပေးနေတာပါ ဘာတရင်စကားပြနေလဲဆိုတော့အကျန်းဖက်ဆေးအုပ်စုခေါင်းဆောင်ဒီမင်းအောင်နိုင်ကနေကျွန်တော်တို့အဖြစ်ခတ်တွေရဲဆဲနေပါတယ်ဒါရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ယာယီအဖြစ်ခတ်ရဲဆဲမှုတွေလှုပ်ဆောင်နေတယ်ပြေဆုံးဆွေးနွေးမှုလမ်းကြောင်းတွေကိုအကုန်လုံးဖိတ်ခေါ်ပါလို့ပြောနေတဲ့ချက်ကာလတခုမှာတကယ်လက်တွေ့မှာဖြစ်နေတဲ့လေချောင်းတက်ခိုက်မှုတွေကသူတို့ပြောတဲ့ချက်တွေကမမှန်မကန်ဘူးနောက်တစ်ခါဒီလိုမျိုးပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်နေတဲ့ကာလအတွင်းမှာ ပြေဆုံးမှုအကြောင်းအရာတွေဒါနဲ့ပတ်သက်ပြီးတော့အားလုံးဆွေးနွေးကြမယ်ဆိုရင်အကြောင်းအရာတွေကဘလုံးမှမဖြစ်နိုင်ဘူးဆိုတော့ဒင်းစကားကိုအာဆီယံခေါင်းဆောင်တွေကိုပြင်းပြရှာရှာပြီးနေတာဖြစ်ပါတယ်အခုမှပြီးနေတာမဟုတ်ပါဘူးအာဆီယံနေနဲ့ပြီးခဲ့တဲ့ကျွန်တော်တို့ဒီအာဆီယံအခြေခံ၅ချက်ပေါ့နော်မူ၅ချက်မှာဆိုလို့ရှိရင်ပြေဆုံးဆွေးနွေးမှုတွေလှုပ်ဆောင်ရမယ်ဆိုရင်ဟာတွေဖြစ်ဖို့အတွက်အခုလိုမျိုးလူခွေချုပ်ဖောက်မှုတွေအကြမ်းဖက်မှုတွေရပ်တန့်မှုအတွက် ါတွေကအခြေအနေတစ်ခုပါပါတယ်။ဒါပေမဲ့အဲ့ဒီအခြေအနေကစပြီးတော့ရက်တက်မှုတွေမရှိဘူး။ဆက်လက်ပြီးတော့ကျူးလွန်နေတယ်။အခုလိုမျိုးသဘာဝဘေးဒဏ်တွေဖြစ်လို့ငဘာလုံးကအာယုံစိုက်ပြီးတော့လှုပ်ဆောင်နေတဲ့ကာလအဲမှာတော့မှလေးချောင်းတိုက်ခိုက်မှုဆက်လက်ပြီးတော့လှုပ်ဆောင်နေတဲ့ကာလအတွင်းမှာအကျန်းဖက်စေဥစုရဲ့စည်ရင်းစည်ရနာမှန်မှုဘလို့ကျွန်တော်ယုံနိုင်ပါလဲ။ဒါအာဆီယံခေါင်းဆောင်တွေနဲ့စဉ်းစားမယ်ချက်တွေဖြစ်ပါတယ်။အဲ့တော့ ပြေဆုံးဆွေးနွေးမှုတွေဖြစ်ပေါ်လာမယ်လို့ယူဆထားလို့ရှိရင်ပြေဆုံးဆွေးနွေးမှု ဖြစ်လာဖို့အတွက်အခုချိန်မှာတန်တရားဖြစ်เสียဖြစ်နေတယ်။အကြမ်းဖက်တိုက်ခိုက်မှုတွေလေကြောင်းတိုက်ခိုက်မှုတွေကြီးတွေကိုတပ်ဖြတ်မှုတွေဖြစ်နေတဲ့ကာလအတွင်းမှာဒီကိစ္စကိုဘယ်လိုမှကျွန်တော်တို့စဉ်းစားမှုတွေမဖြစ်နိုင်ဘူးဆိုတဲ့သတင်းစကားကိုအာဆီယံခေါင်းဆောင်တွေခေါင်းထဲကိုပြည်သူချင်းချင်းရောက်သွားစေချင်ပါတယ်။ဟုတ်ကဲ့ဒီမှာပြစ်ခတ်ရဲ့ဆဲမှုနဲ့ပတ်သက်လို့เนาะဒီဒီကာလအတွင်းမှာ အဲစစ်ကောင်စီဘက်ကလည်းပြန်ပြီးတော့ဆွတ်ဆွဲတာဒါဟိုတော်လိုင်းဘက်ကဟိုပြစ်ခတ်ရစဲမှုချိုးဖောက်တယ်ဆိုတဲ့ဟာပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးဘယ်လိုတုံ့ပြန်ကြမှာလဲခင်ဗျဟုတ်ကဲ့ကျွန်တော်တို့ဒီလိုမျိုးကိစ္စတွေမှာဟိုစီရေးရလိုအပ်ချက်တွေကျွန်တော်ရှိပါတယ်အဲ့တော့စီရေးရလိုအပ်ချက်တွေမှာစီရေးကိုအရကျွန်တော်တို့လှုပ်ဆောင်နေချိန်မှာလူသားဆန်မှုကိုကျွန်တော်မြင်ရတဲ့အတွက်ပြီးတော့စဉ်းစားပါတယ်လူသားဆန်မှုဆိုတာကစီရေးရကျွန်တော်တို့ဘိန်း ဒီတိုက်ပွဲတွေလှုပ်ဆောင်နေပေမဲ့အရဲသားပြည်သူတွေမထိခိုက်ဖို့အတွက်လှုပ်ဆောင်နေရယ်အထွတ်ဖြင့်ငလျင်တန်းတွေဖြစ်နေတဲ့ဒေသတွေမှာကျွန်တော်တို့ဘလို့မှပြည်သူလူထုနောက်ထပ်ထိခိုက်မှုမဖြစ်အောင်လှုပ်ဆောင်မယ်စီရေးရထိုးစစ်တွေဆင်တဲ့အရာမှာစီရေးလိုအပ်ချက်ဖြစ်ပေမဲ့အရဲသားပြည်သူတွေကိုထိခိုက်နစ်နာမှုမရှိဖို့အတွက်တတိထားပြီးတော့လှုပ်ဆောင်တဲ့ဒါစီရေးလိုအပ်ချက်နဲ့လူသားဆံမှုနှစ်ခုကိုညှတ်တောက်စီစဉ်ပြီးတော့ပြင်ဆင်လှုပ်ဆောင်နိုင်တွေ့ရပါလိမ့်မယ်ဒါပေမဲ့အကြမ်းဖက်စစ်တပ်ကတော့ ငလင်းတန်းခံနေရတဲ့ဒေသအတွင်းမှာကိုထပ်မံပြီးတော့လှုပ်ဆောင်နေတဲ့ကိစ္စတွေ။နောက်လှုပ်ဆောင်တဲ့နေရာမျိုးမှာလေကြောင်းတက်ခိုက်မှုဆိုတာစည်ရည်လိုအပ်ချက်အရချစ်ကောင်းဖြစ်နိုင်ပေမဲ့ဒီလိုမျိုးလေကြောင်းတက်ခိုက်မှုကစစ်တီတွေထက်ဒီတိုက်ပွဲမှာပါဝင်နေတဲ့သူတွေထက်အရက်သားပြည်သူတွေကိုထိခိုက်စေတဲ့နည်းမျိုးတွေအစမတန်သုံးစွဲတာလေ။ချို့ဆိုလို့ရှိရင်ထိခိုက်မှုမရှိလို့နောက်တစ်ချိန်ပြန်ဝဲပြီးတော့အရက်သားတွေနေတဲ့နေရာကို ဦးတည်ထားပြီးတိုက်ခိုက်မှုကိစ္စကတော့ဒါကကျွန်တော်စီရင်လိုအပ်ချက်လောက်ဘလို့မှပြောနိုင်တဲ့အခြေအနေမျိုးမဟုတ်တာနိုင်ရှင်တော့သိနိုင်ပါလေဗျ။โอเคဒီလူခုရေချိုးပါမှုနဲ့ပတ်သက်ပြီးတော့ဒီဖန်ဝရမော်လေးเนาะဟိုဖန်ဝရထုတ်ကန်တာရတဲ့အဲမြောက်နိုင်ကိုယ်တိုင်ဖန်ဝရထုတ်ကန်တာအဲ့ဒီမှာကျွန်တော်ဆက်ဆက်တရားဟိုတနေ့က fortify right ကနေလူခုရေကောင်စီအတွင်းမှာရှိတဲ့ ICC အဖွဲ့ဝင်နိုင်ငံတွေနဲ့တခြားနိုင်ငံတွေကိုမြန်မာနိုင်ငံရဲ့အခြေအနေတွေ ဟို ICC ရှေ့နေကျုပ်ထံလွှဲပြောင်းဖို့တိုက်တွန်းလိုက်တယ်ဆိုတာတွေ့ရပါတယ်။အဲ့ဒါကိုအမျိုးသားညီညွတ်ရေးအစိုးရသဘောတူသလားခင်ဗျ။သဘောတူဘာကြောင့်တူပါလဲ။ဟုတ်ကဲ့ကျွန်တော်တို့ဒီလိုမျိုးလူခွင့်ရေးကောင်စီမှာပါဝင်တဲ့နိုင်ငံတွေအနေနဲ့အကြမ်းဖက်ဆေးအုပ်စုကို ICC ကိုဆွဲနိုင်မှုအတွက်လုံခြုံရေးကောင်စီအစင်ကျူပန်မှုအတွက်တိုက်တွန်းမှုဒါက45 rate ကလုပ်ပေမဲ့ဒီကိစ္စနဲ့ပတ်သက်လို့ကျွန်တော်တို့လှုပ်ဆောင်နေတာကြားပါဘူး။ဒီချိန်ထဲမှာပဲ ဒီလိုမျိုးဒီလောက်ထိလူခွေရေးချုပ်ဖောက်မှုတွေမကဘူးနိုင်ငံတကာရာဇဝတ်မှုတွေကျူးလွန်နေတဲ့ကျမ်းဖက်စစ်တပ်ကိုလုံခြုံရေးကောင်စီကိုကျွန်တော်တို့တင်ပြပြီးတော့လုံခြုံရေးကောင်တစီအတစင် ICC ကိုလွှဲပြောင်းမှုတောင်းဆိုတာကျွန်တော်တို့ရဲ့ကုလသမဂ္ဂလူခွေးဆိုင်ရာ အရာရှိမစ္စတာတွန်အန်ဒရူးရောလူခွေးဆိုင်ရာမဟာမင်းကြီးရောအချိန်ချင်းလူခွေးကောင်စီမှာတင်ပြပြီးသားဖြစ်ပါတယ် ဒီကိစ္စနဲ့ပတ်သက်လို့ကျွန်တော်တို့ NUG အနေနဲ့ရောလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေရောစင်ဆက်မပြတ်ကျွန်တော်ထောက်ခံပါတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းကြိုးပမ်းလှုပ်ဆောင်နေလျက်ရှိပါတယ်။ဒါကြောင့်လဲဆိုတော့အခုလိုမျိုးကိစ္စတွေကတာမန်လူ့ခွေချိုးဖောက်တာမဟုတ်တော့ဘဲနဲ့နိုင်ငံတကာရာဇဝမှုဖြစ်တဲ့အကြက်သားပြည်သူတွေကိုကြေကြေပြက်မြက်နဲ့တေဆုံးမှုအတွက်စီရင်ပြူပါရကျင့်သုံးနေတဲ့လူသားမျိုးနွယ်ပေါ်မှာကျူးလွန်တဲ့ရာဇဝမှုတွေဖြစ်တယ်။သူတို့ခေါ် ျွန်တော်တို့ပြိပခကျွန်တော်တို့ခေါ်စစ်ပွဲတွေအတွင်းမှာဖြစ်ပွားနေတဲ့ရာဇဝတ်မှုတွေဖြစ်တဲ့အတွက်ဒါကိုလှုပ်ဆောင်မှုအတွက်လူခွေရေးကောင်စီမှာကျွန်တော်တို့ဒါဆင်ဆက်မပြတ်ကြိုးပမ်းပြီးတော့လှုပ်ဆောင်နေတာဖြစ်ပါတယ်။ဒါနဲ့ပတ်သက်တော့တောင်းဆိုမှုကလည်းကျွန်တော်နှစ်နှစ်ကြာခဲ့ပါပြီ။ဒါနဲ့အခုဆိုလို့ရှိရင်ဒီပြီးခဲ့တဲ့မေလကျွန်တော်တို့ဧပြီလ9ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့58ချိန်မြောက်လူခွေရေးကောင်စီရဲ့စုံဖြတ်ချက်ထဲမှာဆိုလို့ရှိရင်လည်း မြန်မာနိုင်ငံရဲ့လက်ရှိကျူးလွန်နေတဲ့အခြေအနေတွေကနိုင်ငံတကာရာဇဝတ်မှုကျူးလွန်တဲ့အဆင့်ကိုရောက်ရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့လုံခြုံရေးကောင်စီကတဆင့် ICC ပါဝင်ကြံတဲ့ကျွန်တော်တရားစီရင်မှုနီးလန်းတွေဘယ်နီးလန်းမဲ့ဖြစ်ဖြစ်အဲ့ဒီပုံမှာတရားမျှတမှုပေါ်ဆောင်နိုင်မှုဒါကိုအရေးယူနိုင်မှုအတွက်ဝိုင်းဝန်းလှုပ်ဆောင်မှုလိုအပ်တယ်ဆိုရက်အကြောင်းဆုံးဖြတ်ချက်ထဲမှာလဲအဲ့သွင်းဖော်ပြလာတဲ့အဆင့်ကိုရောက်ရှိနေပါတယ်ဗျာ။ ုတ်ကဲ့အဲ့တော့ ICC ရှေ့နေကျုပ်စီကိုလွှဲပြောင်းလိုက်လို့ရှိရင်ဘာတွေထူးထူးခြားခြားအဲလှုပ်ဆောင်နိုင်မှာမို့လို့လဲဥပမာ process ပေါ့ဘာရှေ့ဆက်ဘာလေးလုပ်လို့ရလဲ process အဲ့ရတော့ကျွန်တော်တို့ဒီလိုမျိုးရာသွေးမှုကျူးလွန်နေလို့အချက်လက်တွေပြပြဆုံဆုံခက်ခဲလို့ဖြစ်နေတဲ့ကျန်းပတ်စေအုပ်စုရဲ့ခေါင်းဆောင်မင်းအောင်နိုင်ပါဝင်စေအုပ်စုခေါင်းဆောင်တွေကိုဒီအာနာလူရဲ့နောက်ပိုင်းမှာကျူးလွန်နေတဲ့အမှုတွေရ ျွန်တော်တရားဆွဲဆိုနိုင်မဲ့စစ်ဟာဝရထုတ်နိုင်တဲ့နောက်ထပ်အစ်စ်ကိုရောက်ရှိသွားနိုင်ပါလေလက်ရှိအချိန်ဒီမှာတော့မင်းအောင်လှိုင်ကို ကျွန်တော်တို့ဒီဖာဝရထုတ်ထားတာကတော့ရိုဟင်ဂျာတွေမှာကျူးလွန်ခဲ့တဲ့ဒီနိုဆိုက်နဲ့ပတ်သက်ပြီးတော့နောက်ကျွန်တော်တို့စစ်ပွဲဆိုင်ရာရာဇဝတ်မှုနဲ့ပတ်သက်ပြီးတော့ဝရမ်းထုတ်တာပါဒါပေမဲ့အခုနောက်ပိုင်းမှာအာနာလူခဲ့တဲ့ပြီးခဲ့တဲ့၄နှစ်တာကာလတွင်ရရက်သားပြည်သူတွေကိုတိုက်ခိုက်မှုတွေတပ်ဖြတ်မှုတွေ စုလိုက်ပြုံလိုက်ဖြည့်ဆည်းမှုတွေကနောက်ထပ်ကျွလုံတဲ့ယာဆွဲမှုတွေဖြစ်ပါတယ်ဒီကိစ္စတွေကိုကျွန်တော်တို့တရားစွဲဆိုနိုင်မှုအတွက် NUG အစိုးရကိုယ်တိုင်ကလည်းကျွန်တော်တို့ဒီရောမစာချုပ် Rome Statute ရဲ့လုတ်ပိုင်ခွင့်အမှတ်စနစ်မြင်းဆောင်3 123ကိုအသုံးပြုပြီးတော့စုံစမ်းမှုအရေးကြီးမှုတင်ပြပြီးသားဖြစ်ပါတယ်ဒီကဲလို့သာဒါကိုလက်ခံလာမယ်ဆိုရင်တော့အကျန်းဖက်စေအုပ်စုရဲ့ခေါင်းဆောင်မင်းအောင်နိုင်ဦး အာနာသိမ့်တဲ့နောက်ပိုင်းမှာကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီးနောက်ထပ်ဝရမ်းထုတ်နိုင်တဲ့ကိစ္စဒါကိစ္စနဲ့ပတ်သက်ပြီးတော့ဆက်လက်ပြီးတရားဆွဲဆိုနိုင်တဲ့အစ်စ်ကိုပေါ်ပေါက်နိုင်ပါတယ်။အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ကျွန်တော်တို့လုံလောက်တဲ့အချက်လက်တွေကိုလည်းစနစ်တကျစုဆောင်းထားပြီးသားဖြစ်ပါတယ်။တက်တည်ထောက်ထားတွေလည်းခြိုင်ခြိုင်လုံလုံဖြစ်ပြီးသားဖြစ်ပါတယ်။အဲ့တော့တရားဆွဲဆိုမှုပေါ်ပေါက်လာတဲ့ပြိုင်နဲ့ခြိုင်လုံတဲ့ချက်တွေကိုကျွန်တော်တို့ဒါစုဆောင်းပြီးသား အရေးယူဖို့အတွက်အစင်းနဲ့ကျွန်တော်တို့ပံ့ပိုးပြီးသားဖြစ်တဲ့အတွက်ပုံမထျောက်တဲ့အရေးယူမှုတွေပေါ်ပေါက်လာမှာသိကြပါလိမ့်ကဒါဆိုရင်အဲ့ဒီလုပ်ငန်းစဉ်အဲ့ဒီ process တာအောင်မြင်လို့ရှိရင်နောက်ထပ် fund ဝရမ်းတစ်ခုထွက်လာနိုင်တယ်ဆိုတဲ့သဘောဖြစ်တယ်လို့ထင်ပါတယ်အဲ့တော့ဒီဟုတ်ပါတယ်လောလောဆယ်ကတော့ကျွန်တော်တို့လက်ရှိရှိနေ fund ဝရမ်းကတော့ Ranger မှာကျူးလွန်တဲ့အမှုနဲ့ပတ်သက်ပြီးတော့ဒါထုတ်ပြန်ထားတဲ့ဝရမ်းပေါ့နော် အခုလိုမျိုးကျွန်တော်တို့ဒီစစ်အာဏာလုပြီးတဲ့နောက်ပိုင်းမှာဖြစ်ခဲ့တဲ့အခုလိုမျိုးတပ်ဖြတ်မှုတွေအခုလိုမျိုးကျွန်တော်တို့ဆုလိုက်ပြုံလိုက်ရွာတွေကိုမိရှုတပ်ဖြတ်မှုတွေဟာပြည်သူတွေမှာကျူးလွန်တဲ့စစ်ပွဲဆိုင်ရာရာဇဝတ်မှုတွေဖြစ်ပါတယ်ဒီအတွက်ကျွန်တော်နောက်ထပ်မှုဖွင့်နိုင်တဲ့ဟာဒီလိုမျိုးကျူးလွန်တဲ့ရာဇဝတ်မှုကြောင့်နောက်ထပ်ဝရမ်းထွက်လာအောင်ဆက်လက်ပြီးတော့ကြိုးပမ်းဆောင်ရွက်လေးရှိပါတယ်ဟုတ်ကဲ့အရင်ဝရမ်းပေါ့လေဒီ genocide နဲ့ပတ်သက်ပြီးတော့ထုတ်ပြန်ထားခံတဲ့ဝရမ်းကဩ ဟိုဒီဖမ်းမှု notice notify ပေါ့နော်ဟို alert လောက်ထားတာရှိပါသလားခင်ဗျနောက်ပြီးတော့နိုင်ငံတကာရဲတပ်ဖွဲ့တွေကိုပို့ထားတာအဲ့ဒါမျိုးတွေရှိနေပြီလားခင်ဗျဒီဟာကိုကျွန်တော်တို့တရားရုံးကနေဆက်လက်လွတ်ဆောင်မှုအတွက်ရှိပါတယ်။အဲတော့ဒါနဲ့ပတ်သက်ပြီးတော့တရားစွဲဆိုထားတဲ့အဖွဲ့တွေကအန်စီဖို့အတွက်တမန်တိုက်တွန်းတာဒါတွေရှိပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့ဆက်လက်ပြီးတော့ဝရမ်းထုတ်ဖို့အတွက်ကတော့ Interpol လို့ခေါ်တဲ့နိုင်ငံတကာရဲတပ်ဖွဲ့တွေ တရားရုံးကထပ်မံပြီးတော့ဆင့်ခေါ်ပြီးတော့လှုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့ကျွန်တော်တို့ဒါတော့အတိအကျမသိသေးပါဘူးတရားစွဲဆိုမှုကိုလှုပ်ဆောင်ထားတဲ့အဖွဲ့ကထပ်မံပြီးတော့ဒါတိုက်တွန်းမှုဒီလိုမျိုးဟာတွေထုတ်ပြန်ပေးဖို့အတွက်လှုပ်ဆောင်ထားတဲ့အစင်တီတော့ကျွန်တော်သိရပါတယ်မြို့သားညီညီဆိုရလူခွင့်ရေးဆိုင်ရာပြည်တော်စုဝင်ကြီးဦးအောင်မျိုးမင်းဆွေးနွေးသွားတာဖြစ်ပါတယ်မြစီမရဲ့ human rights barometer အစီအစဉ်ကို ပတ်စဉ်ဂျာတာရင်းည9နှစ်ကွဲမှာရုံမြင့်တန်ကြားကနေလည်းထုတ်လွှင့်ပြသနေပါတယ်မြန်မာပြည်သူပေါင်းလူသားရဲ့မွေးရာပါအခွင့်အရေးဖြစ်တဲ့အခြေခံလူ့ခွင့်ရေးတွေပြန်လည်ရရှိပြီးစင်းရဲအတွင်းကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းဆုမကောင်းတောင်းအပ်ပါတယ်ကျွန်တော်ကတော့စင်ဝင်ပါ